ျွန်တော်ဒီနေ့ကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှငွေဝင်ရတရားအစ်စ်တစ်ခုမိတ်ဆွေတွေကိုကျွန်တော်မျှဝေပေးနေတာဖြစ်ပါတယ်တကယ်ကိုထူးထူးခြားခြားနဲ့ကောင်းမွန်စီမဲ့ တင်ငွေကြီးနဲ့ပတ်သက်လို့ရတရားတစ်ခုဖြစ်ပါတယ်ခင်ဗျ။အဲ့တော့ဒီနေ့ကတော့အချီရတရားပေါ့နော်ကျွန်တော်တို့ကအပ်လိုက်တယ်ခြီနောင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ကျွန်တော်တို့အချီရတရားလေးမိတ်ဆွေတို့ကိုမျှဝေပေးမှဖြစ်ပါတယ်ခင်ဗျ။အချီရတရားလေးမိတ်ဆွေတို့ကျွန်တော်နဲ့အတူတူရတရားလုပ်မယ်ဆိုရင်အချီလေးလက်တထောင်လောက်လေးမိတ်ဆွေတို့ရှာထားလိုက်ပါပြီးရင်ကိုအမြဲတမ်းသုံးတဲ့ပတ်ဆက်အိတ်ပေါ့နော်ကိုအမြဲတမ်းသုံးတဲ့ပတ်ဆက်အိတ်လေးနဲ့မိတ်ဆွေတို့ရှာထားလိုက်ပါပတ်ဆက်အိတ်လည်းရပြီအချီလေးလည်းရပြီဆိုလို့ရှိရင်မိတ်ဆွေတို့ရတရားလေးလုပ်လို့ရပြီခင်ဗျ။ကျွန်တော်မျှဝေပေးမယ်နော်။ဒီနေ့လုပ်ရမယ့်ရတရားကအချီရတရားကျွန်တော်တို့ကအနအ တ်အတ်နံနဲ့ချီနောင်နေဆိုတဲ့အဓိပ္ပာယ်ဒီဆောင်ပါတယ်အတ်ချီဆိုတဲ့သဘောလေးရပါတော့ဆိုတော့ကျွန်တော်တို့ဘယ်မှာအတ်နံရမလဲဘယ်မှာချီနောင်ရမလဲဆိုတော့ကိုယ့်အိမ်မှာရှိတဲ့မျက်စောဖေးရမှာအတ်နံရမယ်ချီနောင်ရမှာဖြစ်ပါတယ်ခင်ဗျအတ်ချီကတော့ဘာကြောင့်ပဲဖြစ်ဖြစ်ရတယ်ဗျပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်အကျံပေးချင်တာကတော့မေးစုအတ်ချီကတော့အဖြူရောင်လေးကိုပဲတုံးတာတော့မေးစုတို့ပို့ပြီးတော့မှကောင်းတယ်နော်သူကရည်ညွှန်းချက်လေးတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါခင်ဗျအတ်ချီလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအတ်ချီကိုပေါ့နော်ကျွန်တော်ကဘယ်ဘက်လက်ဘယ်ဘက်လက်လေးမှာပေါ့နော်ဘယ်ဘက်လက်လေးမှာဆိုတာကဒီလိုမျိုးလေး အချီရပြီဆိုဘယ်ဘက်လက်လေးမှာကျွန်တော်တို့ကဆက်ဝိုင်းပုံတံလေးပေါ့နော်ဒီလိုလေးရစ်ပတ်ချီနာအောင်ပါဗျာနော်ဟိုပတ်တာကတော့သူကဘယ်ဘက်ကိုပဲပတ်ပတ်ညာဘက်ကိုပဲပတ်ပတ်ပြဿနာတော့မရှိဘူးနော်အဓိကတော့ကျွန်တော်ကဘယ်ဘက်လက်ဖို့ကဘယ်ဘက်လက်လေးမှာကျွန်တော်အချီလေးကိုအရေးဆုံးလေးရစ်ပတ်ချီနာအောင်လိုက်ပါခင်ဗျာ အဲ့လိုလက်လေးမှပတ်လဲရတယ်ဗျအဓိကလက်ဖွားလေးမှပတ်လဲရတယ်เนาะကျွန်တော်ကမိတ်ဆွေတို့နည်းနည်းလေးနားလည်အောင်လေးရှင်းပြကြင်တာဒီလိုလေးပေါ့เนาะလက်ဖွားလေးမှပတ်မယ်ဆိုတော့ရတယ်ပြဿနာမရှိဘူးကိုယ့်ရဲ့လက်ဖွားလေးထဲမှာကျူအချီကျူအစလေးတစားလောက်လေးကင်တာပြီးရတယ်ဒီမှာဘယ်ဘက်လက်ဖွားလေးမှာဒီလိုလေးပေါ့เนาะအချီလေးကိုဒီလိုလေးပတ်ပေါ့เนาะအလင်းတက်တယ်လို့ဒီလိုလေးပတ်လို့ရတယ်ဒီလိုလေးပတ်လို့ရတယ်ပေါ့เนาะအဲဒီလိုလေးပတ်အဲ အဲ့လိုပတ်တာပတ်တာတော့အလင်းသစ်သူတွေပတ်လိုက်ပြီဒီလိုပုံစံမျိုးလေးမိတ်ဆွေတို့အချီကနည်းနည်းဘူကင်မရာထဲမှာတိတ်မပေါ်ဘူးလားနော်ဒီမှာပဲကျွန်တော်လက်လက်လေးထဲမှာအချီလေးပတ်လိုက်တာတွေ့လားဟိုဘယ်ဘက်ကနေပဲစပတ်ပတ်ညာဘက်ကနေပဲရေရေပြဿနာမရှိဘူးအဓိကတော့ကိုယ့်ရဲ့လက်ဖွားလေးထဲမှာဗျာဒီအချီလေးကိုပေါ့နော်ဒီလိုလေးပတ်လိုက်အဆင်ပြေတယ်အဲဒီလိုပုံစံမျိုးလေးအဲအချီလေးဒီလိုလေးပတ်လိုက်ရင်ရပြီ နော်အချီလေးဒီလိုမျိုးလေးပတ်လိုက်ရပြီနော်ဒီလိုမျိုးလေးပတ်ပြီးတော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီလိုလေးပတ်ပတ်လိုက်ပြီးတော့မှကျွန်တော်တို့ကလက်အုပ်လေးခြီးရမှာပေါ့နော်အဲလက်အုပ်လေးခြီးလက်အုပ်လေးခြီးပြီးတော့မှကျွန်တော်တို့က ကိုယ့်ရဲ့အိမ်မှာရှိတဲ့မြတ်စွာဘုရားဗောနောဘုရားခံရှိမှာတွားလို့လည်းရတယ်ဒီဘုရားခံတနေရာလောက်မှာဗောနောကိုယ်ကျွန်တော်တို့အိမ်ကဘုရားခံနေရာလောက်လေးမှာကျွန်တော်တို့ကဟိုစတီမီနိခွေပြီးတော့ထိုင်တာပဲဖြစ်ဖြစ်ပေါ့ဗျာသို့မဟုတ်ဘုရားအာယုံပြူတာပဲဖြစ်ဖြစ်ဗောနောဒီလိုလေးလုပ်လို့ရတယ်ဗောနောဆိုတော့လက်လေးမှာကျွန်တော်အချီကျိုးလေးပတ်ပြီးတွားရတယ်ကျွန်တော်လက်အုပ်လေးခြီးပြီးတော့မှာဗောနောကိုယ်ကအိမ်ကမြတ်စွာဘုရားကိုအာယုံပြူပြီးတော့မှာနော်ကိုယ်ကဆုတောင်းရမှာဗောနောအရှင်ဘုရားဗောမိမိအနေနဲ့ဒါလက်ရှိမှာငွေချင်းနဲ့ပတ်သက်တဲ့အခက်အခဲလေးတွေကြုံနေရပါတယ်ဗောနောဒီလိုအခက်အခဲလေးတွေတော့ငွေချင်းချင်းမှာပြည်တယ်ပါစေဒါငွေချင်းနဲ့ပတ်သက်တဲ့ ဖြစ်ပြီးပါသည်ဒီလိုလေးတွေကျွန်တော်ကဆူတောင်းပြီးတော့မှဆူတောင်းပြီးတော့အံ့နံပါတယ်ပေါ့နော်အချီအလိုက်တယ်ချီနောင်တယ်ဆိုတဲ့အထိပ္ပယ်မျိုးလေးသွားတာပေါ့နော်ဆိုတော့ဒီပုံစံလေးဆူတောင်းပြီးတော့ဆိုတာ ਨੇ အချီဂျူအချီလေးကိုလက်လေးရတည်းဖြုတ်ယူပြီးတော့မှကိုယ့်ရဲ့ကိုယ်အမြဲတမ်းသုံးတဲ့ပတ်စံအီလီတွေမှာထည့်ထားပေးရမှာဖြစ်ပါတယ် ကျွန်တော်အိတ်ထဲမှာတော့ကျွန်တော်အိတ်ထဲမှာပတ်သက်တပြားမှမရှိဘူးဆိုတော့အပတ်သက်အိတ်လေးတွေမှာထည့်ထားပေးရမှာဖြစ်ပါတယ်အပတ်သက်အိတ်တွေမှာထည့်လိုက်ပေါ့ဗျာတော့အလင်းသစ်တို့ထည့်လိုက်ထည့်ပြီးသွားတယ်ပတ်သက်အိတ်လေးကိုပိတ်ပိတ်ပြီးတော့မှကိုယ်ကလည်းတစ်ခါပြန်ပြီးတော့ဆူတောင်းလीเนาะဆိုတော့ဒါမျက်စောဖေးရမှာဒါအံ့နဲ့နဲ့ချီနောင်နဲ့ဆိုတော့အထိပယ်လေးနဲ့ပေါ့နော်ဆိုတော့ငွေချင်းနဲ့ပတ်သက်လို့အစီပြပါစီငွေဝင်ပါစီဆိုတဲ့အကြောင်းငွေချင်းနဲ့လာမတိုးပါပါစီဆိုတဲ့အကြောင်းကျွန်တော်ဆူတောင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကအချီရတရားလို့ခေါ်ပါတယ်ခင်ဗျာအံ့နဲ့ချီနောင်နဲ့ဆိုတဲ့အထိပယ်လေးကိုယူစားလေးနဲ့မိတ်ဆွေတို့အသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျာ